ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေအဲ့ဒါကြောင့်အမေကတမီးရဲ့ရမလောင်ရဲ့တပ်ပုံမပြခဲ့တာပေါ့ဘာလို့လဲဆိုတော့တမီးကတီဆက်ဆိုင်ရဲ့အတွက်ညှင်းလိုက်မှစိုးလို့မလားအမေရဲ့အသားမဲတဲ့ချွေးမလောင်လေးမှာဘာများရှိလို့သူ့တမီးရဲ့အကူနဲ့လက်ထပ်ပေးလိုက်တာလဲယင် ရင်ရင်ရေငါတို့ကချွေးမအိုသဘောကြရီပြီးတော့လူတယောက်ကိုရွေးချယ်တဲ့အခါမှာအသားရောင်ကိုကြည့်ရတာမဟုတ်ဘူးစိတ်ထားဖြူစင်မှုကိုပဲကြည့်ရတာပြီးတော့မင်းကြောင့်ငါတို့တွေရင်ကလေးကမင်းကလေးတော်တော်များများကိုပေချခဲ့ရတယ်မင်းကတယောက်ကိုအသားမဲတွေပြောလိုက်တယောက်ကိုယူဆိုးတွေပြောလိုက်နဲ့မင်းကချွေးမနဲ့နေရတော့မှာမဟုတ်ဘူးအောင်ကျော်ကသူ့ဘဝကိုအင်ဂျင်နဲ့အတူဖြတ်တန်းရမှာပြီးတော့သူကသူ့မိမကိုသဘောကြရီချွေးမရေနေရရောက်မလေးကအခုချိန်နေငယ်သေးတယ်သူ့ရဲ့စကားတွေကိုစိတ်ထဲမှာထားမနေနဲ့ ရင်ယွန်းကသူ့ယောက်မကိုမျက်နှာနဲ့မျက်နှာပြက်သွားပါတော့တယ်။ဒါပေမဲ့အင်းကလူတွေကလည်းဂယုမဆိုင်ကြပါဘူး။ပြီးတော့သူတို့ကအင်ဂျင်ကိုသူ့ခန်းစီကိုခေါ်သွားလိုက်ပါတယ်။နောက်နေမှမျက်နှာပြပွဲခန္ဓာအကြောင်းကိုပြောကြပါတယ်။ဒီအကြောင်းကိုရင်ယွန်းကသိတော့သူကတခါထက်ပြီးစိတ်ဆိုးသွားပြန်ပါတယ်။အမေရေအမေအစတည်းကဒီငမဲမကိုဒီအိမ်ကချွေးမဖြစ်နဲ့ရွေးချယ်ပြီးအမှားကြီးတစ်ခုလောက်ခဲ့တာ။အခုအမေကသူ့ရဲ့မျက်နှာပြပွဲခန္ဓာကိုလှုပ်ချင်တယ်ပေါ့လေ။ တကယ်လို့ပဝန်းကျန်လူတွေဒါမှမဟုတ်ဆွေမျိုးတွေကသမီးရဲ့တီလို့အသားမဲ့တဲ့ရောင်မောက်တွေ့သွားရင်သမီးတို့မိသားစုမှာပါတိုက်ခါရှိတော့မှာလေအဇက်ပိတ်လိုက်တော့ရင်ရုံမင်းစကားအများကြီးပြောခဲ့ပြီးပြီဖះသခင်မလုပ်ပါစေနဲ့တကယ်လို့မင်းကအသားမဲ့တဲ့လူတယောက်နဲ့လက်ထပ်ရရင်မင်းဘာလို့မလဲပြီးတော့ငါတို့ရဲ့စကားကိုသေချာနားထောင်တကယ်လို့နေရမျက်နာပြပွဲခန်းသားမှာနင့်တငယ်ချင်းနဲ့မခေါ်ချင်ဘူးဆိုရင်မခေါ်နဲ့ဒါပေမဲ့ချွေးမရဲ့မျက်နာပြပွဲခန်းနောက်တော့မနှက်ပြံမဲ့လောက်ရမှာပဲ အင်္ဂလူတွေကရင်းရွံ့ရဲ့စကားကိုလုံးဝနားမထောင်ကြပါဘူး။ပြီးတော့နောက်နေမှာတော့အင်ဂျင်ရဲ့မျက်နှာပြပွဲအခမ်းအနားကိုလှုပ်ကြပါတယ်။အိမ်မှာဧည့်သည်တွေအများကြီးရောက်လာခဲ့ပါတယ်။ပြီးတဲ့နောက်မှာဒေါ်ဝင်းဝါရဲ့တငယ်ချင်းတွေအားလုံးကအင်ဂျင်ကိုရင်းချီးကျူးကြပါတယ်။ဝင်းဝါရေနင့်ရွေးချယ်မှုတကယ်ပဲချီးကျူးရမယ်။နင့်ချွေးမရဲ့အသားရောင်ကနည်းနည်းမဲပေမဲ့သူ့ရုပ်ရည်ကအရမ်းလာတယ်။ဂျေဆုပါနင်မသိလို့နင့်ပဆက်ကနေဒီစကားကိုကြားပြီးငါစိတ်တွေအရင်ကိုအေးချမ်းသွားတယ်။ အမေရဲ့အန်တီကအမေဆက်မကောင်းမဖြစ်အောင်လို့လိန်ပြောနေတာရင်ယွန်းပြောတာမှန်မဟေ့နင့်ချွေးမအလောက်တောင်မှအသားမဲမယ်ဆိုတော့ငါတွေးတော့မတွေးခဲ့မိဘူးသူရဲ့မျက်နှာပုံမှန်တရံတော့မမြင်ရအောင်နင်ပါဦးကြည့်ပြီးရွေးချယ်လိုက်တာလဲဟဲ့နင့်တမိသားဆိုလို့မှအဲ့လောက်မဲတဲ့လူလည်းမရှိဘူးကြားပြီမလားမေဒါမှမဟုတ်အခုကိုကိုကိုထပ်ပြီးအဆက်ခွဲခံချင်တာလားရင်ယွန်းပြောတဲ့စကားတွေကိုကြားပြီးအင်ဂျင်ရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝေးလာခဲ့ပါတယ် ပြီးတော့ရင်းရွံ့ကသူ့အိမ်နီးနားချင်းကအမျိုးသမီးတချို့နဲ့အတူသူ့ရောင်းမကိုလှောင်ပြောင်းနေချိန်မှာရက်ွက်သေးကအသားဖြူတဲ့ချွေးမလေးယောက်ကရင်းရွံ့ကိုချိန်မောင်းလိုက်ပါတယ်။ရွံ့ရွံ့ရဲ့ငါတော့နင့်ကိုအရင်သဘောကောင်းတယ်လို့ထင်ခဲ့တာ။နင့်ကတကယ်ကိုအရင်ရိုင်းဆိုင်တာပဲ။နင်ကိုယ်တိုင်ကကိုယ့်ရောင်းမကိုကဲ့ရဲ့ရင်လူတွေကမကောင်းပြောတော့မှာပေါ့။နင့်ရောင်းမစီမှာပါမားတွေရှိလို့လေ။ဟုတ်ပါဟဲ့။ပြီးတော့အသားမဲတဲ့အသားဖြူတဲ့ဆိုပြီးဘာတွေပြောနေရလဲ။တကယ်လို့နင်တို့နှစ်ယောက်ကိုပေးချင်းကက်ရက်ခိုင်းရင် နင့်ရောင်းမလည်းနင့်ထက်တောင်ပိုလှနေသေးတယ်။ချွေးမတို့ရေမင်းတို့နှစ်ယောက်ပြောတာမှန်နေပြီးတော့ तू ကသူ့ရဲ့ဖြူစင်တဲ့အသားရောင်ကိုရန်ကုန်ယူရဲမလားကြည့်နေလိုက်သူ့ကိုအသားမဲ့တဲ့လူတွေရှိတဲ့အိမ်မှာအိမ်အောင်ချပေးမယ်အိမ်မှာအိယာထတာကအစအိတ်တဲ့အချိန်အထိ तू အသားမဲ့တဲ့လူတွေကိုပဲမြင်နေရမှာအချိန်တွေကဒီလိုပဲကုံဆုံးလာခဲ့ပါတယ်။ပြီးတော့တည့်ရမှာအင်ဂျင်ကအပင်တွေကိုရှည်လောင်းဖို့အတွက်လမ်းသွားဆောင်ဖို့ကိုသွားလိုက်ပါလို့တယ်။ပြီးတော့ခြောက်နေတဲ့အဝတ်တချို့ကိုယုံနေပါတယ်။ ဒီချိန်မှာရက်ကွက်ထဲကအသားဖြူတဲ့ချွေးမလေးယောက်ဖြစ်တဲ့တငယ်ချင်းတွေဟာအင်ဂျင်ကိုလာတာဆောင်ပေါ်မှာတွေ့တော့သူနဲ့စကားပြောကြပါတယ်။နင်နေကောင်းရဲ့လား။နင်ရောက်မှလည်းအခုနှစ်မကောင်းမပြောတော့မလား။တကယ်လို့တခုခုပြောရင်ပြန်ပြောလိုက်နော်။ဘယ်ချိန်တည်းနေရာတီးခတ်နေမှာလဲ။မဟုတ်ပါဘူးဟာ။အဲ့ဒီနေ့တည်းဟာကျမရဲ့ရောက်မှလည်းကျမဘာမှမပြောတော့ဘူး။သူကအလောက်ထိလည်းမစိုးပါဘူးဟာ။ကျမကိုလက်မခံနိုင်သေးတာပါ။အင်ဂျင်ကသူ့ရောက်မှကိုချီးကျူးနေပါတယ်။ ဒီချိန်မှာရင်းရွံ့ကရောက်လာပြီးသူရောက်မှဖြစ်သူနေပူရိမ်းမှာဝိတွေရုပ်နေတာမြင်တော့သူရောက်မှကိုအော်ဟစ်ပါတော့တယ်။နေရအသားမဲပြီးသားကိုနေပူထဲမှာလွတ်လပ်ပြီးမီးသွေးတုံးလို့ဖြစ်ချင်လို့လား။ငါမျက်နှာဘသူ့ကိုမှပြလို့ရတာမှမဟုတ်ဘူး။နေပူထဲမသွားနဲ့လို့ဘယ်နှခါပြောရမလဲ။သွားရင်ပိုမဲလာလိမ့်မယ်။အင်ဂျင်ရေနင်ပြောတော့နေရောက်မှအခုပြောင်းလဲသွားပြီဆို။သူကငါတို့အရှိမပဲနင်းကိုကျိန်းမောင်းနေတယ်။ငါဟိုနေရနင်းကိုပါတင်ပေးခဲ့လဲဆိုတာမှိတ်သွားလိုက်ရွံ့ရွံ့။ နင် တကယ်ပဲအရင်ရိုင်းဆိုင်တာပဲတခါချက်ပြီးအသားဖြူတဲ့တငယ်ချင်း၄ယောက်ကအင်ဂျင်ဘက်ကနေပါပြီးပြောပြန်ပါတယ်အဲ့တော့ရင်ရွံ့ကခြေထောက်ကိုဆောင်းပြီးအောက်ကိုဆင်းသွားလိုက်ပါတော့တယ်အချင်းတွေကဒီလိုပဲကုံဆုံးလာခဲ့ပါတယ်ဒါပေမဲ့ရင်ရွံ့ကသူ့ယောက်မကိုလက်မခံခဲ့ပါဘူးဒီလိုနဲ့တနေ့မှတော့နင်တို့၄ယောက်လုံးကဒီလိုလာပြီးမှလာတာဆောင်မှအလလုံရင်းနဲ့တငယ်ချင်းတွေဖြစ်သွားကြရလားငါတို့ရဲ့ခင်မင်မှုကြည့်ပြီးနင်အံ့ဩသွားပြီမလားဒါပေမဲ့ဒါအမှန်ပဲ။ အခုတော့နေရလဲငါတို့ရဲ့တငယ်ချင်းပဲလေနေရထက်ပြီးအလောက်နေပူထဲမှာကိုမျက်နာမဖုံးမဲ့ဟင်းသိင်းရွက်ဝဲဖို့ရောက်လာတယ်ပေါ့ရွန်းရွန်းရေဒါဘလို့ရိုင်းဆိုင်နဲ့ပြုတ်မှုလဲနေရောင်းမလေးရဲ့လက်ကိုလွတ်လိုက်စမ်းငါအစတွေကဒီလိုပဲအလွတ်လောက်ခဲ့တာပါပြီးတော့အရင်တည်းကအသားမဲတဲ့သူကဘလောက်ထိမဲနိုင်မှာမလို့လဲအော်အခုနေရစကားပြောတတ်သွားပြီပေါ့ဒီလေးယောက်ကပဲနေ့ကိုပြန်ခံပြောဖို့တင်မေးထားတာမလားအမေပြန်လာပါစေအောင်ငါနေ့အကြောင်းအမေစီမှာတိုင်ပြောမယ်ကြည်နေ ဒီနေ့ပထမဆုံးအချိန်အင်ဂျင်ကရင်းရွံ့ကိုပြန်ပြိုးခဲ့တာပါပြီးတော့ရင်းရွံ့ကမျက်နှာစုပ်ပုတ်ပြီးအိမ်လေးကိုသွားလိုက်ပါတယ်ညနေမှာဒေါ်ဝင်းဝါကဖျားเจ้าကနေပြန်လာတော့ရင်းရွံ့ကသူ့ရောက်မှအเจ้าကိုတန်းလိုက်ပါတယ်ဒါပေမဲ့ဒေါ်ဝင်းဝါကရင်းရွံ့ကိုပဲပြန်អော်ခဲ့ပါတယ်ချွေးမပြောတာပါမလို့လဲသမီးတကယ်လို့နေဟအငယ်ဖြစ်ပြီးတာမှသူ့ပြန်ပြောနေတယ်ဆိုရင်တနေ့ကျရင်လည်းအပြောခံရမှာပဲနေဟဒီအိမ်မှာရက်အနေငယ်ပဲနေရမှာကောင်းကောင်းနေနော်နားလည်လားသမီးဒီငမဲမလေးက အမေပေါ်အောက်လန်းနီနဲ့ပါမှော့ပညာတုံးထားလည်းမသိဘူးတမိသားစုလုံးကတမိကိုပဲပြက်တနာရှာနေကြတယ်ရင်ရွံ့ကသူ့ရောက်မှဖြစ်သူသူ့ဘဝကနေထွက်သွားအောင်လို့နီလန်ပေါင်းစုံနဲ့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အကျဉ်းစီတွေကအရာမတင်ခဲ့ပါဘူးအချိန်တွေကုန်ဆုံးလာပြီးမကြက်ခင်မှာအင်ကလူတွေကအင်ဂျင်မှာကုန်ဝင်ရှိနေတာကိုသိသွားကြပါတယ်ဒီနေ့ကျွန်တော်အရန်ပြောတယ်ကျွန်တော်အဖေဖြစ်တော့မယ်တားရီငါတို့လည်းအရန်ပြောတယ်ဒီနေ့ချွေးမကသတင်းကောင်းကြီးကိုပေးလိုက်တယ်လေ ။ "तू ကတင်းကောင်းပေးတာမဟုတ်ဘူး။တင်းဆိုးကိုပေးတာ။ तू ကိုရန်အသားမဲတော့ तू ကလေးလည်းအသားမဲမှာပဲ။တမီးတို့ရဲ့အသားဖြူတဲ့မိသားဆိုဟာမကြခင်မှာအသားမဲတဲ့မိသားဆိုဖြစ်ပြောင်းလဲတော့မယ်။လူတွေကဖြူစင်ပြီးအသားရောင်လာတဲ့မိမကိုအိမ်နာဖြစ်ခေါ်လာကြတာ။အဲ့ဒါမှသူတို့ရဲ့မျိုးဆက်တွေကဖြူပြီးအသားရောင်လှအောင်လေ။ဒါပေမဲ့အမေတို့ကတော့ကို့ပေါင်ကိုလှန်ထောင်းလိုက်တာပဲ။ခါသီးရဲ့စကားတွေပြောပြီးရင်ယွန်းကသူ့ခန်းလေးကိုသွားလိုက်ပါရီ။ဒါပေမဲ့ဘသူကမှသူ့စကားကိုဘီးမဆက်ခဲ့ပါဘူး။ ဂျင်းတွေကုံဆုံးလာတဲ့အမျှအင်ဂျင်တွေသူ့ရက်ကွက်ထဲကအသားဖြူတွေချွေးပါလေးယောက်ျားမှခင်မင်းရင်းနှီးမှုလည်းပူပြီးခိုင်မာလာခဲ့ပါတယ်။ဒီလိုနဲ့တနေ့မှတော့ငါတခါတည်းခေါ်လိုက်တာနဲ့နင်တို့လေးယောက်လုံးကတီယုံရောက်လာကြတယ်။ငါနင်တို့ရဲ့အကူအညီလိုအပ်တယ်။ငါမှကိုဝင်ခုနှစ်လောက်ရှိနေပြီ။နှစ်ရက်နေငါ baby show ရှိတယ်။ငါငါမင်္ဂလာဆောင်မှာပဲမိတ်ကက်ကိုလိမ့်ဖူးတာ။ငါမိတ်ကက်ကြောင့်ဘာမှမသိဘူး။ဒါလေးပဲလိုက်အင်ဂျင်ရဲ့ငါတို့လေးယောက်လုံးနင်နဲ့တူတူရှိနေရပါပဲ။ အခုအသားဖြူတဲ့တငယ်ချင်း၄ယောက်လုံးကအင်ဂျင်ရဲ့အကောင်းဆုံးတငယ်ချင်းတွေဖြစ်သွားကြပြီဆိုတော့သူတို့၄ယောက်လုံးဟာအင်ဂျင်ကိုသူတို့လက်နဲ့အလှပြင်ပေးဖို့အတွက်သူကိုမျက်နှာပေါင်းတင်ပေးကြပါတယ်။ပြီးတော့ baby shower လုပ်မယ်နေ့မှလည်းသူတို့ကိုယ်တိုင်ပဲအင်ဂျင်ကိုအလှပြင်ဆင်ပေးပါတယ်။အိုးဒီလေဆွဲရနှင်းစာရီနဲ့ပို့လိုက်တယ်ဟာ။ကဲ baby shower ခန်းနာစတော့မယ်။လာငါနှုတ်မြင်မြန်လေးလက်ကောက်ဝတ်ပေးမယ်။ ီလိုနဲ့အသားဖြူတဲ့ချွေးမလေးယောက်ကအတူတူပေါင်းပြီးအင်ဂျင်ကိုဘေဘီရှာဝါနေ့မှာအလှပြင်ပေးကြပါရယ်ခနာကြမှာဘေဘီရှာဝါခန်းနာစတင်ပါရယ်အမျိုးသမီးတချို့ကဒိုးဝင်ဝါကိုပြောကြပါရယ်ညီမဝင်ဝါရေမြန်အသားမဲတဲ့ချွေးမတော့ခေါ်လာတယ်ဒါပေမဲ့နင့်ချွေးမောင်နည်းနည်းကိယူဆိုင်အောင်သူ့ကိုအုံးသီးတွေကျွေးနွားနို့တိုက်ငပြောသီးတွေကျွေးအဲ့ဒါမှကလေးကဖြူဖြူလေးမွေးလာမှာငါပြောမယ်သူ့ခဲထဲမှာအသားဖြူပြီးလှပတဲ့ကလေးပုံတွေလည်းကတ်ထား မဟုတ်ရင်နင့်ချွေးမရဲ့ကလေးရလဲအသားမဲနေလိမ့်မယ်။ငါချွေးမရဲ့ကလေးရအသားမဲမဲအသားဖြစ်ဖြူအဲ့ဒီကလေးရငါအိမ်ရကလေးပဲဖြစ်လာမှာ။အဲ့ဒါကြောင့်နင့်ရထင်မြင်ချက်တွေလာပေးမနေနဲ့။ဒီမှာအခမ်းအနားလုပ်ဖို့ရောက်လာတာဆိုရင်အခမ်းအနားပဲလုပ်။ဒေါ်ဝင်းဝါပြောတာကိုကြားတော့အဲ့ဒီမျိုးသမီးရဲ့မျက်နှာပြက်သွားခဲ့ပါတယ်။ခဏကြာမှမျိုးသမီးတွေတယောက်ပြီးတယောက်ကဘေဘီရှာဝါအခမ်းအနားကိုစတင်ကြပါတယ်။ပြီးတော့အင်ဂျင်ရဲ့အသားမဲတွေရောင်ကိုလိန်နောက်ပြောင်ကြပါတယ်။ချွေးမရဲ့ နင်ကိုရန်အသားမဲတယ်။ဒါပေမဲ့အသားဖြူတဲ့မိသားစုမှာအသားမဲတဲ့ကလေးတို့မမွေးနဲ့နော်။အဲ့ဒါကြောင့်အတက်နိုင်ဆုံးနင်ရောင်းမရဲ့မျက်နာပဲကြည့်နေ။အဲ့ဒါမှကလေးကနင်နဲ့မတူပဲနင်ရောင်းမနဲ့တူအောင်လေ။အန်တီရဲ့အန်တီကအသားမဲတာအသားဖြူတဲ့အကြောင်းနေပြောမနေပါနဲ့။အန်တီရဲ့ချွေးမှအသားဖြူပေမဲ့သူ့ကလေးကအသားမဲနေရပဲ။အန်တီရဲ့မြေးလေးကဘသူနဲ့သွားတူတာလဲ။ဟုတ်တယ်။အန်တီတို့ကဘလို့အယူဆတွေယူထားကြတာလဲ။တကယ်လို့မိခင်အသားမဲကလေးကလည်းအသားမဲနိုင်မှာလား။ တကယ်လို့ကလေးကအသားမဲတော့လဲဘာဖြစ်လဲအသားမဲတဲ့လူတွေကလူမဟုတ်ဘူးလားအသားဖြူတဲ့တငယ်ချင်းလေးယောက်ပြောတာကိုကြားတော့အိမ်မှာရှိတဲ့ဧည့်သည်တွေအားလုံးပါဇက်ပိတ်သွားကြပါတော့တယ်အင်ဂျင်ရဲ့မျက်လုံးထဲမှာမျက်ရည်တွေပြည့်ရှံလာခဲ့ပါတယ်ခဏကြာမှဘေဘီရှာဝါခန္ဓာပြီးဆုံးသွားပါတော့တယ်ပြီးတော့အသားဖြူတဲ့ကလေးလူချင်းနဲ့တနောက်စီရင်အင်ဂျင်ကအုံဒီနို့နေဂုံကမန်တွေကိုအတင်းစားပါတော့တယ်တောင်ကုန်မြင့်တော့ရွညွန့်ကသူ့ရောက်မှကိုပြောခဲ့ပါတယ် တော်တယ်။ရောင်မဘဝမှာပထမဆုံးချိန်မှန်ကန်တဲ့အရာတခုလုပ်နေတာ။ကျမရောင်မတွေ့အုံသီးနဲ့ဂုံကုမန်တို့ထက်ယူခဲ့ပေးမယ်။ကလေးရအသားဖြူမှဖြစ်မှာနော်။ကိုရောင်မရဲ့ဖိအားပေးမှုကြောင့်အင်ဂျင်ကအုံသီးအုံရည်နဲ့ဂုံကမန်တို့ကိုပူတော့ပါတယ်။ဒါကြောင့်သူကအန်ပါတော်တယ်။ကိုချွေးမရဲ့ဒီလိုအခြေအနေကိုမြင်တော့ဒေါဝင်ဝါကသူ့သမီးကိုအော်ပါတော့တယ်။သမီးငါချွေးမနားနေဖယ်လိုက်စမ်းတကယ်လို့နှင့်သဘောနဲ့ဆိုနေငါချွေးမကိုပြောပြောပြီးတတ်ပြစ်မှာ နင်ကအသားမဲတဲ့လူတွေကိုမကြိုက်ပေမဲ့ငါတော့အသားမဲတဲ့လူတွေကိုကြိုက်တယ်။နင်နင်ရောက်ခမအရာမှလှုပ်ချင်တာလို့ငါတို့နင်အကြံမလိုအပ်ဘူး။ချွေးမရေနင်စားချင်တဲ့ဟာကိုစားဘသူမှအတင်းကျပ်ဘာမှမလှုပ်ခိုင်းဘူး။နင်ကလေးကအသားမဲမဲဖြစ်ဖြစ်ငါကြိုမဆိုင်ဘူး။ကိုရောက်ခမပြောတာကိုကြားတော့အင်ဂျင်ကတော်တော်လေးစိတ်ချမ်းသာသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲအချင်းတွေကုန်းဆုံးသွားပြီးမကြခင်မှာအင်ဂျင်ကကလေးမွေးလိုက်ပါတော့တယ်။ ပြီးတော့သူကရန်ကိုချောမောလှပါပြီးအသားဖြူတဲ့တာလီတယောက်ကိုမွေးဖွားခဲ့ပါတယ်။ဒါကိုကြည့်ပြီးရင်ရွံ့ကအံ့ဩသွားပါတော့တယ်။ပြီးတော့သူကသူ့မားတွေကိုလည်းနားလေသွားခဲ့ပါတယ်။အဲဒီနောက်မှာအဲ့ဒီကိုအသားဖြူတဲ့တငယ်ချင်းလေးယောက်ရောက်လာခဲ့ပါတယ်။သူတို့ကအသားဖြူတဲ့ကလေးကိုကြည့်ပြီးရင်ရွံ့ကိုပြောခဲ့ပါတယ်။ဘာဖြစ်တာလဲ။အခုအသားဖြူတဲ့ကလေးကိုလည်းမကြိုက်တော့ဘူးလား။ဒါမှမဟုတ်နင်ပြောခဲ့တဲ့စကားတွေကြောင့်အရှက်ရနေပြီလားကြည့်လိုက်လေလူတယောက်ကအသားမဲနေရင် သူ့ကလေးလည်းအသားမဲနေရမယ်ဆိုပြီးမရှိဘူးလေအမတို့လေးယောက်လုံးပြောတာလုံးဝမှန်တယ်ရောင်မအင်ဂျင်ရဲ့ညီမကိုခွင့်လွှတ်ပေးတော့ညီမရောင်မပေါ်မှာအလောက်မှားခဲ့တယ်ရောင်မအများကြီးကဲ့ရဲ့ပြောဆိုခဲ့တယ်ဒီနေ့ညီမရဲ့အထင်လွဲမှုတွေအကောင်လုံးကအဆုံးသက်သွားပြီရောင်မရေတကယ်လို့နေရငါ့ပေါ်မှာတကယ်ပဲစိတ်ဆိုးတာမရှိတော့ဘူးဆိုရင်ငါကလေးအတွက်နာမယ်ကိုနှိမ့်ကိုပေးစေချင်တယ်ကိုရောင်မရဲ့စိတ်ထားကောင်းမှုကိုမြင်ပြီးရွံ့ရွံ့ရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲလာပါတော့တယ် ပြီးတော့ရင်ယွန်းကသူ့တူလေးကိုပြေးချီပြီးသူ့ကိုနမိတ်ပီးလိုက်ပါတယ်။ဒီလိုနဲ့ရင်ယွန်းကလည်းသူ့ယောက်မကိုနှလုံးသားလေးကနေလက်ခံလိုက်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။